မင်္ဂလာပါရှင် how to print in excel excel မှာ print ထုတ်ဖို့အရေးအကြီးဆုံးအချက်၃ချက်ကိုမျှဝေပေးသားမှာဖြစ်ပါတယ်အဲ့တော့ဒီချက်တော့ဒီနေ့ကတော့ data တွေဒီမှာ excel ထဲမှာ data တွေရိုက်ထည့်ထားမယ်အဲ့ဒီစာရွက်ထဲမှာဒီအောက်မှာဆိုလို့ရှိရင်ဒီချက်တော့စာရွက်၃မျိုးရှိပါမယ်အာ sheet ၃မျိုးရှိပါမယ် data 1ရဲ့ data 2ရဲ့ data 3ရဲ့ဒါလေးက blank ပေါ့နော် okay ဒါလေးကိုရှင်းသွားအောင်လို့ကျေကဖြတ်ပလိုက်ပြီ တော့ data 1 data 2 data 3ဆိုပြီးကျွန်တော်တောင်းရရှိတဲ့အထဲမှာ data 1နဲ့မှာရှိတဲ့စာရွက်တွေကဒီ data တွေအကုန်လုံးပေါ်တကယ်တော့ကထုတ်မယ်ဒါဆိုလို့ရှိရင် file ကိုသွားပါ final ကိုသွားပြီးသွားရင်တော့ print ဆိုတဲ့အပိုင်းလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်မိမိကဒီ print ထုတ်တော့မယ်ဆိုရင် pen လိုစာရွက်အမျိုးအစားနဲ့ထုတ်ပါလေ A4 နဲ့ထုတ်မှလာအဲ legal နဲ့ထုတ်မှလာဒါကိုကျွန်တော်တို့ကသိရမယ်အဲ့တော့ဒီ size ဆိုတဲ့နေရာမှာနံပါတ်1အရင်ဆုံးချိန်မှာဒီကျွန်တော်တို့က A4 ကိုရွေးပေးပါပြီးရင်တော့ margin margin ဟာတကယ်တမ်းကကျွန်တော်တို့ဒီ page size တွေ margin တွေအာဒီအောက်က scale to fit တွေပါတွေကတချို့တို့ page layout ထဲမှာအရင်ဆုံးချိန်ရရမှာပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီချိန်နည်းလေးကိုတော့နောက်ရက်သင်ခန်းစာမှာတချို့ထပ်ပြီးတော့မျှဝေပေးသွားပါမယ်เนาะဒီ print နဲ့ပတ်သက်ပြီးတော့ print set တဲ့ချိန်မျိုးက အနောက်ရက်သင်ခန်းစာမှာထပ်ပြီးတော့ရှင်းပြပေးသွားပါမယ်ဒီနေ့ကတော့တကယ်ကအကျဉ်းပြင်းနေတဲ့အဲချိန်ပြပေးသွားမယ်နော်အဲ့တော့ကျတို့ဒီ size ဆိုတဲ့နေရာလေးမှာ A4 ကိုရွေးလိုက်မယ် orientation အောင်တောင်းလိုက်ပဲထုံးမှာဖြစ်တတ်တဲ့ portrait ကိုရွေးမယ်ပြီးရင်တော့ဒီဇာတ်ကွက်တဲ့အကုံလုံးကို width အကျယ်ဒီအကုံလုံးကိုတကယ်တော့ column နဲ့အကုံလုံးကိုပြောချင်တာနော်တရွတ်ထမ်းမှဝင်ချင်တယ်ဆိုရင်ပြီးရင်မှာ one page လေးကိုတန်းပြီးတော့ရင်တော့ကျတို့ print ကိုနှိပ်လိုက်ပါ final က print လေးကိုသွား final က print လေးကိုရောက်ပြီဆိုလို့ရှိရင်ကျတို့ဒီနေရာလေးမှာ ဒါဒီနေရာလေးမှာကျွန်တော်ကဘာရွေးပေးရမှာလဲဆိုတော့ print active sheet ကိုရွေးပေးရပါမယ်။အဲ့တော့ print active sheet ကိုရွေးထားလို့ရှိရင် data 1ထဲမှာရှိတဲ့ကျွန်တော် data တွေအကုန်လုံးကိုကျွန်တော်မြင်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီမှာမြင်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီမှာ၃ရွက်ပဲရှိပါမယ်နော်။အဲ့တော့ဒီမှာ၃ရွက်ပဲရှိပါမယ်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ကျွန်တော်က သုံးရတယ်မကဘူးနောက်က data 2 data 3မှာရှိတဲ့ data တွေကိုထုတ်ရှင်တယ်နံပါတ်1အချက်နေရကျွန်တော်ဖတ်ပြီးတော့ဗာရွေးပေးရမှာလဲဆိုတော့ print and the workbook ဆိုတဲ့ဟာကိုရွေးပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့နံပါတ်3 4 5ဆက်ပြီးတော့နံပါတ်4နဲ့ဆက်ပြီးတော့နံပါတ်5မှာတော့ကျွန်တော် data 2နဲ့ data 3မှာရှိတဲ့ရှိတဲ့မှာရှိတဲ့ data တွေကိုထုတ်ရမှာပဲဖြစ်ပါတယ်เนาะနောက်ထပ်တစ်ခုအနေနဲ့ကတော့တကယ်တော့ကဗာရွေးပေးရမှာလဲဆိုတော့ print selection ဖြစ်ပါတယ်အဲ့တော့ print ့ selection ဆိုလို့ရှိရင်ကျွန်တော် select မှတ်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျေကဒီမှာ select မှတ်လိုက်ပါပြီเนาะ tick ကနေ30တိ select မှတ်လိုက်ပြီ final ကိုသွားပါကျွန်တော် print နဲ့ကိုသွားပါပြီးရင်တော့ဒီ setting ဆိုတဲ့နေရာလေးမှာ print selection ဒါလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တချို့တို့ဒီမှာ select မှတ်ထားတဲ့ data ပဲကျွန်တော်မြင်ရမှာပဲဖြစ်ပါတယ်အဲ့တော့၃ချက်ပါเนาะ print entity ဆိုလို့ရှိရင်တရွက်ထဲမှာရှိတဲ့ data တွေအကုန်လုံးထုတ်ပါမယ် print entire workbook ဆိုလို့ရှိရင်เนาะတအုပ်လုံးမှာရှိတဲ့ data တွေအကုန်လုံးကိုထုတ်ပါမယ် print selection ဆိုလို့ရှိရင်เนาะ select မှတ်ထားတဲ့ကျွန်တော်တို့ data တွေအကုန်လုံးကို ထုတ်မှာပဲဖြစ်ပါတယ်အဲ့တော့တချက်တို့ကနောက်ရက်မှာလည်းဒီသင်ခန်းဒီစာဖိုင်လေးကိုပဲထုတ်ရှင်တယ်နောက်ရက်မှာလည်းဒီနေရာလေးကိုပဲထပ်ပြီးတော့ထုတ်ရှင်တယ်ဆိုလို့ရှိရင်ကျတော့မလုပ်ပေးရမလဲဆိုကျတော့ကဆက်လက်ဖြုတ်လိုက်တယ်ဆိုရင်ပြုတ်သွားမှာလေနော်အဲ့တော့ဒီနေရာလေးမှာဒါလေး print preview and print ဆိုတဲ့ဟာတွေအမှန်စစ်လေးထည့်ထားအဲ့ဆိုရင်တချက်တို့က file နဲ့အောင် အဲ print ကိုနှစ်ရုံးကျွန်တော်ကလုတ်เสียမလို့တော့ဘူးဒါလေးကိုတစ်ချက်ကလေးနှိပ်ပေးလိုက်ရုံပဲเนาะဒါဆိုရင်ကျွန်တော် print နဲ့ကိုတန်းရောက်သွားပါလိမ့်မယ် print selection ရွေးထားခြင်းအဖြစ်ဒီမှာတစ်ကွက်တည်းပေါ်လိမ့်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ပထမဆာမျက်နှာမှာတစ်ချက်ရောက10ရွက်ပဲလိုချင်တယ်ဒါဆိုရင် area တတ်မှတ်ခဲ့လိုက်ပါ print area ကိုတက်မှတ်ခဲ့လိုက်ပါ sub print area ဒါလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် print ကိုနှိပ်လိုက်တဲ့အခါမှာဒီ print active sheet ထဲမှာ select ဒီ print area selection လေးပဲထွက်နေမှာပဲဖြစ်ပါတယ်အောက်က data တွေအကုန်လုံးမပါပါဘူးเนาะရမလား အဲ့တော့ကိုကဒီပထမစာရွက်ထဲမှာပထမစာရွက်တော့မဟုတ်ပါဘူးเนาะကိုကြိုက်တဲ့စာရွက်ပေါ့ကိုထုတ်ချင်တဲ့ data လေးတင်ချိတယ်ဒါလေးကိုပဲအမြဲတမ်းထုတ်ရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်เนาะ separate area တတ်မှတ်ခဲ့လိုက်ပါပြန်ဖြောက်ရှင်တယ်ဆိုရင်เนาะ clear print area ကိုတတ်မှတ်ခဲ့လိုက်ပါဒါဆိုရင် number 1အနေနဲ့ကတော့တကယ်တော့ဘာရွေးပေးရမှာလဲဆိုတော့ print workbook ဖြစ်တယ် number 3ကတော့ print selection ဖြစ်တယ်တကယ်လို့မိမိမှာ table တိဆောက်ထားတယ်ဆိုလို့ရှိရင်เนาะကျွန်တော် print selected table ဒါဆိုရင်เนาะ table တစ်ခုလုံးကို ုအဲဒီကိုဆက်လက်မှတ်ထားတဲ့တေးပဲတစ်ခုလုံးကိုပရင့်ထုတ်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့တကြဲ sharing video လေးကတော့ print နဲ့ပတ်သက်ပြီးတော့ထုတ်ပေးရမယ့်အပိုင်းပဲဖြစ်ပါတယ်အာဒုတိယဒီ setting ရွေးပြီးတော့ရင် printer အမျိုးအစားထွက်ရေးပေးရမယ်။ပြီးရင်တော့ကျွန်တော်ဒီ copy ဆိုရနေမှာဘယ်နှစုံထွက်ရှင်တာလဲဆိုတာကိုရေးပေးရမယ်။ပြီးရင်တော့ print လေးကိုနှိမ့်လိုက်တဲ့ဆိုရင်ဆက်ရလေးကထွက်လာမှာပဲဖြစ်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။တခြားကတော့ computer ဖွင့်ရဲ့ founder and trainer တော်နာချက်ခိုင်မဖြစ်ပါတယ်။နောက်ထပ်နောက်ရက်တင်ရဲစာမှာနောက်ထပ်နောက်ရက်တင်ရဲစာမှာဒီလိုမျိုးအကျိုးရှိပြီးတော့လုပ်ငန်းခွင်တဲ့အစီအပြေစီမဲ့နေလန်ကောင်းများကိုထပ်ပြီးတော့မျှဝေပေးသားပါမယ်။နောက်ရက်တင်ရဲစာလေးကကျွန်တော်ပြည့်စက်တဲ့ချိန်ကြီးပဲဖြစ်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။